research အတူကိုသူတည်တနာလောက်ရမလဲပထမဦးဆုံးကကိုယ့်ကိုယ်ကိုပဲသူတည်တနာပြုလုပ်ရမှာဖြစ်ပါတယ် research သူတည်တနာပြုလုပ်မယ်မိမိကိုယ်ကိုသူတည်တနာပြုလုပ်ရမှာဒီရလက်ကိုရောက်ဖို့ဆိုရင်ကိုယ်ပိုင်ရမယ်ခုမှအတတ်ချက်တွေပါလေရှိတာလေအားနည်းချက်ပါရှိကိုဒီဒီရဆက်ကိုရနိုင်ဖို့ဆိုရင်ဘယ်လမ်းကြောင်းနဲ့သွားလို့ရမလဲအဲဘသူကိုအခုကြီးတောင်းလို့ရတယ်ဘသူနဲ့တွေ့ဖက်ပြီးလက်ကဆောင်ရမှာလေခုမှအဲဘက်ကနေလောက်ဆောင်ရမှာပါရှိတယ် ကိုယ်ရဲ့ message လို့ပြောတာဖြစ်ပါတယ်။ကိုယ်ရဲ့ message လို့ပြီးလို့ရှိရင်နောက်ကိုယ်ပဲလမ်းညွှန်သွားမလဲ။အဲဘယ်လမ်းညွှန်မလဲတော့အရင်စဉ်းသိနိုင်မလဲဆိုတာမျိုး။အားသားဆိုတော့တခြားအရာလေးပြုရှင်ဘာလို့ message ကို message လို့ပြောတာ။ဒီကလည်းမိမိကိုယ် message လို့ပဲပြီးရင်တခြားသူတွေနဲ့ပုံမှန် message လို့ပြီးတော့ကိုယ်ရဲ့လမ်းကြောင်းရောက်။ကိုယ်ရဲ့ WhatsApp ကြောင်းကိုယ်တို့ဆက်နေကြတာဖြစ်ပါတယ်။နောက်တစ်ချက ဖြစ်နိုင်တာလည်းရှိတယ်မဖြစ်နိုင်တာလည်းရှိတယ်။အာ frame ကောင်းကောင်းချထားပြီးပို့ပြီးတော့ reframe ကိုကြည်ကြဲနဲ့ချထားပြီးဆိုလို့ရှိရင် relationship တွေကောင်းဖို့လိုပါတယ်။ဒီကနေ့မိမိနဲ့မိမိရဲ့တောင်းရင်ချင်းမိမိရဲ့လုပ်ပေါ်ကံတွေနဲ့အတူ relationship ကောင်းဖို့လိုပါတယ်။အဲ relationship မှာ positively relationship နော်။အဲ့တော့အတူတူဆောင်နဲ့ positive society relationship တွေရှိနေဖို့လိုပါတယ်။အာမိမိကိုယ်ကိုယ်ရဲ့ပြီးရင်ကိုယ့်ရဲ့မိဘဆွေမျိုးတွေရဲ့ပြီးရင်ကိုယ့်ရဲ့လုပ်ပေါ်ကံတွေနဲ့သူတွေတော့ဒုက္ခကံတွေနဲ့ relationship ကောင်းဖို့ဒီစားရမှာဖြစ်ပါတယ်။ မှတ်တာလေဟိုအလုံးငယ်ခွန်မှာပဲဖြစ်ဖြစ်ဟာဘယ်နဲ့ပြန်မှာပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ်ဟို relationship ကောင်းနေထိုင်နိုင်ပြီဆိုလို့ရှိရင်လုပ်ငန်းခွင်မှာပြောရတဲ့သူကဖြစ်မှာလုပ်ငန်းခွင်မှာပြောရဆိုလို့ရှိရင်သူရဲ့ my purposes ပါလည်းပဲလုပ်တဲ့အောင်ပြောရအောင်ဂျင်းနူအောင်လုပ်ပါဆောင်နိုင်မှာဖြစ်ပါတယ်ဒီကတော့ relationship ကောင်းဖို့ဆိုလို့ရှိရင်မိမိကိုယ်ကိုပုံမှာပဲမူတည်တာဖြစ်ပါတယ်အဲမိတိဖွဲ့စည်းမှာလည်းမဆိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာလည်း လို့ပျော်ရွှင်နိုင်ဖို့ဆိုလို့ရှိရင် relationship ကောင်းဖို့ဆိုရင်ကိုယ်ပုံစံနဲ့တောင်းရှိရဖြစ်ပါလေကိုကကြောက်အောင်ကောင်းအောင်လုပ်နိုင်ဖို့ကကောင်းအောင်နေထိုင်နိုင်ဖို့ကကိုယ့်ကိုယ်ကိုပဲတောင်းယူပြီးတော့ပျော်ရွှင်အောင်နေထိုင်နိုင်အောင်လုပ်နိုင်ဖို့ကြောက်အောင် relationship ကောင်းနေရေးစမ်းနိုင်အောင်တောင်းယူအောင်မိမိကိုယ်နဲ့ဖြစ်ပါလေနောက်တစ်ချက်က reference ဒီ direct ကိုရောက်ဖို့ဆိုရင် reference တွေကိုလောက်ကိုကောင်းမှုတွေဘယ်လိုလုပ်ကောင်းဘယ်သူ့ကိုကိုကောင်းလဲဘယ်သူ့ကိုစံနှုန်းလာပြီးယူဆောင်မှာလဲဘယ်လိုစောင့်တွေကိုဖတ်ကောင်းလဲဘယ်လို social media တွေကိုတွောင်းရမလဲ lưu sự sẽ influencer nó một trans anh em lành nè lưu sáu thì của tôi này, lưu website thì của tôi nè tôi tôi cũng lăn trong cái website của tôi cũng lăn trong reframe thì lưu sát lại sẽ những cái lưu sáu của tôi sẽ repress repress và lưu sáu để cái thằng này của anh sẽ không làm được tôi là lưu một lần gặp rồi xem luôn nha tôi dùng anh trai này để tôi bị cắt tôi bị thế tôi lưu của tôi anh trai tôi bị đó tôi lưu lúc tôi này lúc anh sáng nay này mới tôi lưu được cái bộ việc đó chúc mừng bị đó lúc anh sáng nay này mới được ။အခုကားမယ် reference တွေကောင်းကောင်းယူပြီးပြီဆိုလို့ရှိရင် reference တွေတိုင်းလိုက်လို့ဒါမှမဟုတ်ရှင် reference တွေပို့ပြီးတော့ကောင်းကောင်းအတည်ဆောင်လိုက်ကြရအောင်ဖြစ်ပါတယ်။ reference ကောင်းကောင်းရှိဖို့လိုပါတယ်။နောက်တစ်ချက်က resilience ဆိုရယ်ဒီမှာဆိုရင် log language ကိုတင်ချက်ခံနိုင်ခြင်းဆိုတာ။ဒီနေရာပြ adversity quotient ဆိုရယ် AG ဘူးပါလေ။ adversity quotient ကိုခေါ်တဲ့ဒီ release resilience တွေကောင်းလို့လည်းလို့ ဘေးလောက်ကိုလည်းလုံးလို့ကျွန်တော်တွေကပုံမှန်လုံးနေကြလို့တောင်းတယ်အဲလုံးနေကြဆိုရင်တော့မခက်ခဲလို့ရှိနိုင်တယ်ကိုကပုံမှန်လုံးနေကြလို့ဒီထက်မတူအောင် wing frame ချထားပြီဆိုရင်ပို့ပြီးတော့ခက်ခဲလို့ရှိနိုင်တယ်အဲ့လိုခက်ခဲလို့ရှိနိုင်တယ်ကျွန်တော်ခံနိုင်ဖို့လိုပါတယ်သူခံနာမှာရောစိတ်ပိုင်းဆိုင်မှာရော resilience ကောင်းဖို့ရှိဖို့လိုပါတယ်အဲ့လိုမျိုးစိတ်ကြံခံနိုင်ဖို့လိုပါလေကောင်းလေ့ကျင့်ထားကြရအောင်ဖြစ်ပါတယ်အဲ့တော့ဘဝနေ့တိုင်းနေ့တိုင်းအဲစတရက်စတရက်လုပ်နေရတယ်လို့ပြောလို့ရုံးကန်နေကြရတယ်လို့ကျွန်တော်ဆိုလို့ကျွန်တော်အဲ ကိုလေးနေရတဲ့အလုပ်တွေကို wax မှတ်တာပေါ့လေ။ဟုတ်တော့အတူတူဆိုင်တာအတူတူတော့တော့ငါ wax မှတ်တာဖြစ်အောင်လုပ်လို့။အဲ့တော့ဟို striking line ကို wax တူကျွန်တော်တို့သုံးမှု။အဲ့ဒီတဲ့ပို့ပြီးတော့စကလုံးလေးကောင်းတယ်။ wax မှတ်တာလို့တော့။ snap snap တာ snap တာ။အဲ့ဒီလိုကျွန်တော်သုံးမယ်။အဲ့တော့ပို့ပြီးတော့ snap တာဖြစ်လာအောင်လုပ်လုပ်ကြရအောင်ဖြစ်ပါမယ်။ snap တာဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်ဒီနေ့နဲ့ဒီနေ့အဲ location ချရတာကျရော YouTube နည်းတနည်းဘဝတင်ရစားရတာမတူဘူးအဲ့ဒါကြောင့်နေ့တိုင်းနေ့တိုင်းကျွန်တော်တို့တွေကမတူညီတဲ့ပုံစံတွေနဲ့တွားလာလှုပ်ရှားနေကြတာဖြစ်တယ်ခက်ခဲပြီးကြမ်းတမ်းနေရှိလာနိုင်တယ်ဘဝရဲ့စိန်ခုံးတွေမျိုးရှိလာနိုင်တယ်တိုက်ခန်းတွေလည်းအများကြီးရှိလာနိုင်တယ်အဲ့ဒါတွေကိုကျွန်တော်က resilience တွေကိုလိုအပ်ထနိုင်ရှိလို့ပဲ။တနည်းအားဖြင့်တော့ logline ကိုထနိုင်ပါလိမ့်မယ်။ဒါမှဒါနဲ့ capacity quotient တနည်းအားဖြင့် resilience တွေကောင်းကောင်းရှိပြီဆိုရင်ကိုယ့်ရဲ့ရလာရဖို့အတွက်ကိုကိုကရပ်သွားမှာတွန်းနိုင်မှာဖြစ်တယ်။ဆွဲရှိရှိလုံးဝဝေးရရှိရှိနဲ့ ကြံ့ကြံ့ခံပြီးတော့သွားနိုင်မှာဖြစ်ပါတယ်။ဒါဆို resilience ဆိုတဲ့အရေးကြီးတယ်လို့အရေးကြီးတယ်လို့ပြောပါမယ်။နောက်တစ်ချက်ကတော့ reflection ။ဘယ်လို reflect လဲ။သုံးသပ်မယ်ပြန်လည်သုံးသပ်မယ်ဆိုတော့သုံးသပ်ရမယ်။မိမိကိုယ်ကိုမိမိပဲတုံ့ပြန်ရမှာဖြစ်ပါတယ်။ change လုပ်မယ်တူတက်အောင်လား profession ပြောင်း change လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က reflect လုပ်ပါမယ်။မိမိကိုယ်ကိုအဓိကတော့တုံ့ပြန်ရမှာဖြစ်ပါတယ်။ဒီဒီနေ့ repaint ချတာတဲ့ frame တိုင်းမဲ့တော့ဖြစ်လား။ frame တိုင်းမဲ့လို့ဖြစ်လား။ဉာဏ်ရမှာဘာနည်းနေလဲ။ ပညာမှာအားကောင်းရှိတယ်။ပညာမှာပုံပြီးကောင်းအောင်လုပ်လာတယ်လေ။ဒီလိုမျိုးပြောမိတာနှမ်းရလား။ဒီလိုလေးလုပ်လိုက်တာနှမ်းရလား။ဒီလိုမျိုး reflect တွေလုပ်တင်ပါလေ။အဲ့ဒါမှကိုယ့်ရဲ့ reflection ပေါ်မှာတည်ပြီးတော့မှအဲအားနေနေဆိုရင်ကျွန်တော်လက်ပြန်အားကောင်းလို့လုပ်ပါတယ်။လက်ပြန်အတိုင်းကိုကောင်းမှုကရလက်ကောင်းမှုနဲ့ကောင်းမှုရလက်တွေရလက်ကောင်းတွေရရှိဖို့ဆိုရင်ဒီနေ့တိုင်းဒီနေ့ဒီနေ့ဒီနေ့ပေါ့နော်။ today ဘောင်းတော့ကောင်းတဲ့ပုံစံလေးချင်တယ်။ today ကိုအကောင့်တွေပေါ်ဆောင်ရပြီး reflection နဲ့လုပ်တင်ပါမယ်အဲ့တော့ reflection လုပ်ပြီးဆိုတော့လည်းမနေ့ပြန်ကိုဘာမှမပိုးလုံးလဲဆိုပြီးတော့တုံးတက်လိုက်တာတုံးတက်ပြီးတော့မှ action လုပ်လိုက်တာဖြစ်ပါတယ်အဲဒါကြောင့် sorry reflection ကလည်းရေးကြည့်ပါလေမိမိကိုတုံးတက်ရမှာဘယ်မှာလဲဆိုမိမိကိုကိုတုံးတက်ပြီးဆိုရင်တော့ကိုကိုဘာနဲ့မှတခြားသူတွေကိုဘာမှပိုးလုံးကိုဆောင်ခဲ့တာဗီဒီယိုခဲ့တာဖြစ်ပြီးဆောင်ခဲ့တဲ့ action တွေကိုမှတူပြီးတော့ reflection လုပ်လိုက်ပါမယ်ဒီကားကပုံလာတော့ sorry reflection ဖြစ်ပါ ိမိကိုယ်ကိုတုံ့တက်တဲ့အခြေအနေမျိုးပဲပါမိမိကိုယ်ကိုပြန်ပြီးတုံ့တက်ပြီးတော့မှပုံမှန်တိုးတက်အောင်ဘာလို့ဆက်လုပ်ရမလဲဆိုတာကိုလောက်ကန်စားနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်က recreation နော်အဲ့တော့လည်းလုပ်ရလုပ်တယ်ဒီနေ့ဒါဒီနေ့မနာတဲ့လုပ်နေကြတယ်24နာရီလုပ်ကြတယ်အဲတချို့လည်း24နာရီမလုပ်ဖြစ်ဘူးဒီလိုပဲတက်တောင်တောင်နေတက်တောင်တွေလည်းရှိတယ်နော်အဲ့တော့ဘဝကိုဟိုတုံ့တက်ခြင်းနဲ့ကောင်းကောင်းမအောင်ကြောင်လေးကြီးကြောင်လေးခြင်းနဲ့ ကောင်းကောင်းကောင်းမွန်မွန်နဲ့ရလက်တည်ရချင်တယ်။ဘယ်လိုလဲဆိုမှကျွန်တော်က chain ပြောင်းလဲသွားတယ်ဆိုတဲ့နေရာမှာမကောင်းတဲ့ရလက်နဲ့ပြောင်းလဲသွားတာရှိတယ်။ကောင်းတဲ့ရလက်နဲ့ပြောင်းလဲသွားတာလည်းရှိတယ်။အဲ့တော့ကောင်းတဲ့ရလက်တွေနဲ့ပြောင်းလဲမှုကိုလူချင်းနေဆိုရင်ကျွန်တော်ကကောင်းတဲ့လုံဆောင်ချက်တွေလုပ်နေပါတယ်။လုပ်နေမှရမှာဖြစ်တယ်။အဲ့လိုမျိုးလေးလုပ်နေပြီးတော့ကောင်းတဲ့လုံဆောင်ချက်တွေလုပ်နေတယ်နော်။အေးကိုကိုကိုနားယူဖို့မေ့နေတယ်ဆိုရင်အနားမယူဖြစ်ဘူးဆိုရင်စိတ်ကောကိုကိုအနားယူလုပ်ဖြစ်ဘူးဆိုရင်ကျမ ਾਇ တီခဲ့နေပါလေ။အဲဒါကြောင့် recreation လုပ်ဖို့ရပါတ ကိုလေးလေး recreation ခဏလုံးနဲ့စိတ်ကောကိုရော recreation လေးလုပ်ပေးတင်ပါတယ်။ဒါမှလည်းကိုယ့်ရဲ့တနေ့တာကုန်ဆုံးသွားတဲ့ energy တွေကိုကိုပြန်ပြီးတော့ energy တွေပြန်ချိန်နိုင်မှာဖြစ်ပါတယ်။အဲဒါမှနောက်နေ့တွေကိုအကောင်းဆုံးစိတ်တက်ကိုတက်နဲ့ပြန်လဲအဲအရာပြင်နေလို့ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိမိကိုယ်ကိုမိမိ recreate လုပ်ပါ။အန်ဂျီနာယုံလို့အချိန်လေးနဲ့ကန့်တက်ပြီးတော့မှ recreate လုပ်တယ်မှာလေ။ကိုရောစိတ်ကောလေး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 အနာယုံဖြစ်လို့ပါ။ energy တွေဖြည့်တင်မှာနောက်နေ့အတွက်ကိုအဲ energy အပြင်နဲ့စတင် ်နောက်တစ်ချက်ကတော့ returning return လို့ဆိုတော့ပေးမယ်ပို့သူတွေကိုပေးရမှာပေါ့ဝိတန်နေလို့ကြာမှာပြန်ပေးတယ်ပေါ့ခေပင်မလုပ်တာလည်းတူတူပါပဲအပြန်ပေးရမယ်ကိုရထားတာလေးကိုကဘာကြီးကိုပြန်ပေးပါဆိုတော့ဒါနဲ့ကျွန်တော်တို့ကကိုရထားတဲ့အသိပညာတွေတက်ပညာတွေနှိပညာတွေကိုအဲတခြားတူတွေရှိပြီးပြန်ပေးမှာပေါ့နော်တနည်းအားဖြင့်တော့ sharing knowledge လို့တလူမျိုးတနည်းအားဖြင့်တော့ and as supporting လုပ်တယ်လို့တနည်းအားဖြင့် donate လုပ်တယ်လို့ donation လုပ်တယ်လို့အဲ့လိုမျိုးလေးပြန်ပေးနေပြီလို့ပြောတာပါနော်အတိအပြင်ဘာမှမပေးနိုင်ဘူးနော်ဆိုရင်တောင်းလဲကျွန်တော်တို့ရအတိအပြင်လေးတွေပေးနိုင်မယ်တက်ပညာလေးဟိုမှာကုတိထားတဲ့အတိအပညာလေးတခြားသူညံ့ပေးပြီးလို့ရမယ်ကိုတက်ထားတဲ့တက်ပညာလေးညံ့ပေးပြီးလို့ရမယ်ကုတိကိုတက်ထားလဲထားတဲ့ဤပညာလေးတွေပြန်လဲညံ့ပေးလို့ဒီလိုမျိုးမပေးနိုင်ဘူးဆိုရင်တောင်းလဲကိုမှရှိရစာနာမှုတွေနားလဲမှုတွေချစ်ချင်းမြတ်တာတွေပြန်ပေးထားလို့ရအောင်အဲ့တော့တနည်းအားဖြင့်ရင်တွင်းတည်ရန်စာနာမှုပေါ့နော်အဲ့ဒါကျွန်တော်ကရင်တွင်းတည်ရန်စာနာမှု စိတ်သဘောကျောင်းနော်ဒီတင်ရန်စာသားလေးတွေဘလူရဲ့ရင်ပတ်တိမှာတင်ရန်စာသားလေးရှိတယ်ရှိတာကိုထုတ်မပေးကြရဘူးမပေးပြတာလည်းရှိတယ်အဲ့လိုမဟုတ်ပါဘူးကျွန်တော်ကရင်တင်းတင်ရန်စာသားလေးကိုအခြားသူတွေကိုပြောင်းပေးဖို့လုပ်တာပါဆာလာမှုတွေနားလည်မနေချက်ချင်းမြတ်တာနော်ကျနော်ဟိုလေပေါ့ဒီလိုမျိုးရေတန်စားတာလေးအများရှိတာပေါ့နော်အဲ့လိုမျိုးပြတတ်ဖို့ပါပါလေအဲ့လိုမျိုး returning လုပ်ရလို့ရှိရင်ခုက returning နည်းနည်းလုပ်ပြလိုက်တဲ့အခါမှာအဲ့တော့ဟိုညှော်လင့်ချက်ထားတဲ့နည်းလုပ်ပြချင် ာမှမလုပ်ရင်တော့ဒါနဲ့ကိုယ့်ဘက်ကပေးနိုင်တယ်လို့ကြောက်နေတယ်ပေးနိုင်တယ်များပေးပေးနေကိုလောက်ပါတယ်ဒါမှကိုယ်ကအဲဘယ်လိုပြောမလဲပေးနေပြီမဲ့ကြောက်တာမဟုတ်ဘူးကိုယ်ကတူးလာတာတူးကိုယ့်ရဲ့ဘဝငွေကြီးပဲဖြစ်ဖြစ်အစချမ်းသာမှုပဲဖြစ်ဖြစ်ဟိုပေးနေတဲ့ဒီဟာရှုပ်ထွန်းတာမဟုတ်ဘူးလေပြန်ပြီးတော့တူးလာမှုပဲဖြစ်တယ်အဲဒါကြောင့်ပေးနေကိုလည်းသူများကိုပူနေမယ်သူများကိုပေးမယ်ဒီလိုပေးခြင်းအတိုင်းပြောရှင်းမှုတွေကြတာ အဲ့ဒါကြောင့်ဒီ YouTube channel နေရာလောက်တက်ပါလေ။ဥမာရှိတာတွေကဘာမြေကြီးကိုပြန်ပေးနိုင်အောင်မရှိတဲ့ဒါတွေကိုပြန်ပေးနိုင်အောင်ပြန်ပြီးရလက်ဆင်ပြန်ပေးနိုင်အောင်ဒီလားဆောင်ရကြဖြစ်။ဒါဆိုရင်ကျွန်တော်တို့ကဟိုကတော့တိတိအောင်လုပ်ရရှိတယ်။